မင်္ဂလာပါရှင်ပထမဝါဆိုလာဇန်၈ရက်ဇွန်လ24ရက်ဗုဒ္ဓဟူးညချမ်း BBC မြန်မာဘာသာအစီအစဉ်တွေကိုဝိုင်းတော်သားတွေနဲ့အတူတင်ဆက်ပေးပါမယ်ကျမရီရီအောင်ပါရှင်စမ်းသစ်တီထွင်လက်မြေတခွင်အစီအစဉ်ကိုနားဆင်နိုင်ပါပြီအိမ်မွေးချက်တွေကိုစီးပွားဖြင့်မွေးမြူနေအကြောင်းဥဝင်းမြင့်တင်ဆက်ပေးထားပါရှင် ိမ်ကျက်ဒါမှမဟုတ်ရင်တိုင်းရင်ကျက်မျိုးဆိုပြီးတော့ဒေသလိုက်အခေါ်ဝေါ်တွေတော့ရှိပါတယ်။ထိုင်းနိုင်ငံမှာတော့အိမ်ကျက်တွေဈေးကောင်းရတဲ့ကျက်အမဲတွေကျက်တောက်ပြန်တွေကျက်ဆင်တွေကိုမွေးမြူသူတွေပိုများလာပါတယ်။အခုပြောမယ့်စီးပွားဖြစ်ကျက်မွေးမြူရေးအကြောင်းမှာတော့အိမ်ကျက်လို့ပဲလွယ်လွယ်ကူကူခေါ်လိုက်ကြရအောင်ပါ။အင်ဂျက်တွေကစီးပွားပြင်းမမွေးနိုင်တာဟာကြက်သားပေါက်များများမရနိုင်တာအချိန်ကြာမြင့်တာယောဂပိုးထိန်လို့မရတာတွေစတဲ့အခက်အခဲတွေရှိတယ်ဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိပါတယ် ဟုတ်ပါတယ်အိမ်ကျက်ကဥကနဲ့စပေါက်ချိန်ကစပြီး9လ6လကြာမှပဲအရွယ်ရောက်တဲ့ကျက်ကိုရပါတယ်စပြီးတော့ဝတ်တဲ့နေ့ကနေ21ရက်နေ့အထိကြာမှပဲသားပေါက်ပါတယ်အစဥ်ချိန်ကနေစပြီးသားခွဲတဲ့အထိဆိုရင်အနည်းဆုံး6လလောက်ကြာမြင့်တတ်တယ်တစ်နှစ်မှာကျက်သားပေါက်3မှ4မှလောက်ပဲရတာဖြစ်ပါတယ်တကယ်တော့အိမ်ကျက်ကိုတစ်နှစ်ပတ်လုံးဥဥအောင်လုပ်နိုင်သလိုသားပေါက်တွေကိုလစဉ်ထုတ်ရောက်နိုင်တာကိုလည်းလုပ်နိုင်ပါတယ် ဘန်ကောက်မြို့အစ်စ်ဘက်နောက်ကျော်အရက်မှာကြက်တွေကိုတနိုင်တစ်ပိုင်းမွေးပြီးတော့အသက်မွေးဝမ်းကြောင်းပြုတ်နေသူဝတ်ဆန်ကတော့အဲ့ကြက်မတကောင်ဟာဥသက်တန်းတစ်ချိန်မှာအလုံး20လောက်ထိဥအောင်လုံနေပြီးတော့သားပေါက်ကိုဖောက်ရောင်ပြီးအသက်မွေးဝမ်းကြောင်းပြုတ်နေသူလည်းဖြစ်ပါတယ်။ကြက်မဲကြက်စင်မျိုးကောင်းမျိုးသန့်အိမ်ကြက်စတဲ့ဈေးကောင်းရတဲ့ကြက်တွေကိုမွေးမြူထားသူလည်းဖြစ်ပါတယ်။အိမ်ကျသားပေါင်းလစဉ်ထုတ်ရောက်မှုနဲ့လစဉ်ဝင်ငွေရအောင်လုပ်တဲ့နည်းကိုမပြောခင်မှာ အိမ်ကျက်ကိုစီးပွားပြစ်မွေးဖို့လုံးဝအတွေ့အကြုံမရှိတဲ့သူတယောက်အနေနဲ့စတင်မွေးမြူမဲ့သူအတွက်အရေးကြီးတဲ့အချက်တွေကိုရှင်းပြနိုင်ဖို့အတွက်ကိုဝတ်ဆန်ကိုမေးကြည့်တော့အရေးကြီးဆုံးအချက်ကတော့ကြက်မွေးမြူရေးကိုတကယ်နှစ်နှစ်တက်တက်လှုပ်ချင်သလားဆိုတာကတော့အရေးကြီးပါတယ်။လုံးဝမမွေးဘူးတဲ့သူဆိုရင်တော့ကြက်သားပေါက်10កောင်လောက်ကိုပဲစမွေးတင်ပါတယ်။10កောင်ကိုမွေးလို့အောင်မြင်တယ်ကြက်မွေးမြူရေးကိုလည်းနှစ်သက်တယ်ဆိုရင်တော့ မြမြဆဆဆက်ပြီးတော့မွေးတာပို့ပြီးတော့အကျိုးရှိပါတယ်။ကြက်ဈေးခွက်ကတော့ရှိပြီးသားဖြစ်ပါတယ်။ကဲဝန္ဒနာကလည်းပါပြီးဈေးခွက်ကလည်းရှိနေပြီဆိုတော့အိမ်ကျက်တွေကိုစီးပွားပြစ်မွေးအောင်ခြံကိုဘယ်လိုဆောက်လုပ်ရမလဲပြောပါဦးကိုဝတ်ဆန်ရဲ့။လောက်ครับจะมีล็อกลาวกว้างประมาณ1.50เมตรยาวประมาณ2ชั้นนั้นมาหลอมมีมวยได้มั้ยแจ่ชั้นมาอกั่นๆนี่เนี่ยมวยได้ตะกั่นมาอเจยะตะมีดากวย အရှိရနှမီတာကန့်ထားပြီးတော့ကျက်ဖတ်တကောင်ကျက်မ9កောင်လောက်ထည့်ပြီးတော့မွေးနိုင်ပါတယ်။ကြက်ချခင်းကိုတော့သဲတွေခတ်ထူထူခင်းထားပေးရပါတယ်။ဒီတော့မှအငစ်ကြေးတွေစိတ်ဝင်သွားနိုင်မှာဖြစ်ပါတယ်။ကြက်ချကလေဝင်တွေအတွက်ကောင်းပြီးတော့အလင်းရောင်ဝင်နိုင်ရမယ်၆တွေ့ရမှာဖြစ်ပါတယ်။ဒီလိုတခန်းချင်းမွေးမှထိန်းသိမ်းရတာရော အစာကျွေးရတာရောအလုံးလွယ်ကူပါတယ်။ကြက်ချကတော့ကိုမွေးနိုင်တဲ့အရေအတွက်ပုံမူတည်ပြီးစောင့်နိုင်ပါတယ်။ င်ချက်တွေကိုဥမြမြအရအောင်တားပေါက်မြမြအရအောင်ကိုဝတ်ဆန်မွေးတဲ့နီးကတော့အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။မမတဲ့ให้แม่มันฟักเองผมเนี่ยใช้ระบบว่าใช้ตู้ฟักကျွန်တော်ကကျမတွေကိုပေးမို့ဘူးကျုပ်ဖောက်ဆက်နဲ့ဖောက်ယူပါတယ်ကြက်ချံထဲမှာဥကျင်းတွေမရှိတော့ကျမတွေကကြက်ချံထဲမှာလိုက်ဥပါတယ်နေတိုင်းကျဲဥတွေလိုက်ောက်ရပါတယ်ပုံမှန်ဆိုရင်ကျမတကောင်က၁၂လုံးလောက်ပဲဥပါတယ်ကျမတွေကိုပေးမို့ဝတ်တဲ့ခါကျတော့ကျမက ဝုတ်ဖို့ဥမရှိသေးဘူးဆိုတဲ့သဘောနဲ့နေတိုင်းဥရာကျဲဥအလုံး20လောက်ထိရပါတယ်။ငါးရက်တစ်ကြိမ်ကျဲဥဖောက်ဆက်သေးကိုထဲတော့ကျက်သားပေါက်တွေငါးရက်တစ်ကြိမ်ရနေပါတယ်။ကျမကဝတ်เสียမလို့တဲ့အတွက်ရက်ပိုင်းအတွင်းမှာပဲမပြန်လိုက်ပြီးတော့ဥပြန်ဥပါတယ်။နောက်ပြီးတော့သဘာဝအတိုင်းကျမကဝတ်ရမယ်ဆိုရင်တော့ကျမကပိန်ချုံပြီးတော့အာအင်ချိနေတာမျိုးတွေဖြစ်ခဲ့ပြီးတော့နောက်ထပ်ဥရဖို့ကတော့အချိန်ကြာပါတယ်။ ကျမကိုပေးမဝတ်တော့ဦးလည်းမြင်မြန်ရတယ်မြင်မြန်လည်းပြန်ဦးတယ်လို့ကိုဝတ်ဆန်ကရှင်းပြပါတယ်ကျက်ဦးဖောက်ဆက်မရှိတဲ့နေရာမှာဆိုရင်တော့ကျက်ဦးတွေကိုသိမ်းထားပြီးတော့ကျမအကောင့်ကြီးကြီးတွေကိုပဲစီးသန့်ပေးဝတ်တဲ့နေ့ကိုအသုံးပြုနိုင်ပါတယ်ဘဲဦးသားပေါက်ရဖို့ကျက်မတွေကိုဝတ်ခိုင်းတဲ့နေ့အတိုင်းပဲအသုံးပြုနိုင်ပါတယ်ကျက်ဦးဖောက်ဆက်သုံးနိုင်သူတွေကတော့ ကြက်ဥပျက်စီးမှုကလည်းနေပြီးတော့သားပေါက်တွေပုံမှန်မြဲမြားရမှာဖြစ်ပါတယ်ကြက်တွေကိုလည်းမြဲမြားဖောက်လို့ရပြီးအိမ်ကြက်တွေကလည်း၄-၅လလောက်မှအကောင်ကြီးပြီးရောင်းတန်းဝင်တာကြောင့်လစဉ်ဝင်ငွေရအောင်ဘယ်လိုလုပ်မလဲပြောပါဦးကိုဝတ်ဆန်းရဲ့လူကိုင်အယုခရက်ကတင်မကန်တဲ့နော်ခပ်ကျွန်တော်မွေးထားတဲ့ကြက်သားပေါက်တွေအားလုံးကိုတလမပြည့်ခင်မှာပဲထုတ်ရောက်ပါတယ်မျိုးဝမျိုးတန်းတွေပဲမွေးထားတဲ့အတွက်မျိုးလိုချင်တဲ့သူတွေကလာဝယ်သွားပါတယ် ကျဲမဲရဲ့ကျက်စင်နောက်နိုင်ငံသားမျိုးတွေလည်းမွေးထားပါတယ်။တပောက်တွေကိုလက်စင်ထုတ်ရောင်းတော့လက်စင်ဝင်ငွေရပါတယ်။ဟုတ်ပါတယ်။ထိုင်းမှာတော့လက်စင်ဝင်ငွေရဖို့ကိုတချို့ကစားပေါက်ကိုပဲဖောက်ပြီးရောင်းပါတယ်။တချို့ကတော့စားပေါက်ကိုဝယ်ပြီးတော့နှစ်လသုံးလလောက်မွေးပြီးရင်ပြန်ရောင်းပါတယ်။အစာဘိုးသက်တာအောင်လုံနိုင်ရင် နိုင်တယ်လို့အကောင့်အကြီးသေးလိုက်ကိုရောင်းချတာကြောင့်လက်စင်ဝင်ငွေရနေကြတာဖြစ်ပါတယ်။ ိမ်ကျက်မွေးမြူရေးမှာတွေ့ရတတ်တဲ့အခက်အခဲပြဿနာတွေဘာတွေရှိတလဲလို့ပြောပါဦးလို့ကိုဝတ်ဆန်ကမေးတော့ไม่ค่อยมีนะครับแข็งแรงอ่ะครับใช้พื้นเมืองใช้บ้านบ้านเราอ่ะครับไอ้เจ็ดเนี่ยตํามาเลยตรงไดยงเนี่ยโยคะมาผิดปูรอบที่2อ่ะชั้นเนี่ยมาหลောင်ပြီးတော့จ้วยท้าလို့ရတယ်ပြီးတော့တကန်းစီခွဲပြီးမွေးထားတဲ့အတွက်โยคะကြာလာတာမရှိတော့ပါပဲကျွန်တော်ချက်မှာတော့โยคะကြာတာမရှိသေးပါဘူး ။ဆိုရင်လည်းဆိုရင်တော့သက်ဆိုင်ရာတိရစ္ဆာန်ဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့ကာကွယ်ဆေးတွေကျွေးနိုင်ပါတယ်။အသားစားချက်တွေကိုအများနဲ့ရောပြီးမွေးပါတယ်။သူတို့ကနူးတဲ့အတွက်ယောဂကြလွယ်ပါတယ်။အင်ဂျင်တွေကတော့တံမာတဲ့အတွက်ယောဂဖြစ်တာသိမတွေ့ရပါဘူး။အင်ဂျက်ကဈေးကောင်းရတယ်ဆိုပေမဲ့မွေးရတာကြာတဲ့အတွက်အစာလုံးကျွေးမယ်ဆိုရင်တော့တွက်ချစ်ကြိုက်မှာမဟုတ်ပါဘူးဒေသတွင်းမှာထွက်တဲ့ဇကွဲဖွဲနှုတ် ပြောင်းမှုအစရှိတာတကိုကျွေးလို့ရပါတယ်အစာဖို့သက်သာပြီးတော့ကြီးမြန်တဲ့အကောင်းဆုံးနှီးကတော့နေပြာမြက်ကိုကျွေးတာ ဖြစ်ပါတယ်နေပြာမြက်က80ရာခိုင်နှုန်းဖွဲနှုတ်က15ရာခိုင်နှုန်းပြောင်းဘူးက15ရာခိုင်နှုန်းကိုရော့ကျိတ်ပြီးတော့အဆိုးအတိုင်းကျွေးနိုင်သလိုအချောက်ခံပြီးတော့လည်းကျွေးနိုင်ပါတယ်ဒီအချိုးစားဟာဝက်ဘဲငါစတိုးစိတ်ကျွဲနွားစတဲ့မွေးမြူရေးတိရစ္ဆာန်တွေအားလုံးကိုကျွေးနိုင်တဲ့နည်းလည်းဖြစ်ပါတယ် နေပြာမြက်ကပရိုတင်းဓာတ်15ရာခိုင်နှုန်းကနေ16ရာခိုင်နှုန်းထိစီးပြီးတော့ချိုဆိတ်တဲ့အရသာရှိပါတယ်။အစာဘိုးသက်သာတဲ့နေပြာမြက်မျိုးကိုကြောက်ပရောင်မျိုးမှာအခြေဆိုင်တဲ့ပုတ်ပါတောက်ချစ်သူများအသင်းကအခမဲ့ဝေပေးနေပါတယ်။အသင်းအလုံမှုဆောင်ကိုကျော်ဝင်းစွေကိုဆက်သွယ်နိုင်ပါတယ်။ မြေတပင်ဟာအနည်းဆုံး6နှစ်ကြာအောင်သူအသက်ရှင်နေတယ်ခင်ဗျာတေစာရဲ့တနစ်ထွန်းလုံးကမက်ထရစ်တန်185တန်ထွက်ပါလေခင်ဗျာကျဝေးရန်ဒီကျွန်တော်စီကိုကိုတိုင်းလာယူရင်ကျွန်တော်အခမပေးပါတယ်ခင်ဗျာကျွန်တော်တို့အသင်းရဲ့လိပ်စာကကြောင်ရောမြို့လွလဲ့ရက်ွယ်ဖုန်းနံပါတ်က399 430 3390 43ဖြစ်ပါတယ်ခင်ဗျာ ိမ်ကျက်စီးပွားဖြစ်မွေးနေ့ကိုအချုပ်အားဖြင့်ပြန်ပြောင်းရမယ်ဆိုရင်တော့ကြက်မတွေကိုပေးမဝတ်တဲ့အတွက်ဥမြများရတယ်တနစ်ပတ်လုံးဥရနေတယ်တကန့်စီမွေးထားတဲ့အတွက်ယောဂမကြဘူးသားပေါက်ရောင်းသူကရောင်းကြက်အလယ်လက်အရွယ်မွေးရောင်းသူကရောင်းအကောင်ကြီးအောင်မွေးပြီးတော့ရောင်းသူကရောင်းတယ်လစဉ်ဝင်ငွေရအောင်လုပ်နိုင်ပါတယ်ငွေလုံးဝင်ရင်ရဖို့ကိုသားပေါက်တွေကိုအကောင်ကြီးတဲ့အထိမွေးပြီးတော့လည်းလုပ်နိုင်ပါတယ် က်မွေးမြူရေးမှာဓာတုကင်းစင်တဲ့ကြက်မွေးမြူရေးကိုမွေးကြမယ်ဆိုရင်တော့ပြည်တွင်းဈေးကွက်မှာရော ပြည်ပဈေးကွက်ကိုပါရောင်းချနိုင်ပါတယ်။အိမ်ကျက်ကျက်အမဲကျက်တောင်ပြန်ကျက်စင်အစရှိတဲ့ဈေးကောင်းရတဲ့ကြက်မျိုးတွေကိုဓာတုကင်းစင်တဲ့နီးနဲ့မွေးမြူမှသာဈေးကွက်မှာဈေးကောင်းရမှာလည်းဖြစ်ပါတယ်။အခုတင်ပြခဲ့တာကတော့အိမ်ကျက်တွေကိုတနိုင်တစ်ပိုင်ကနေစီးပွားဖြစ်မွေးနိုင်တဲ့နီးပဲဖြစ်ပါတယ်။နောက်တစ်ခေါက်ပြန်ဆိုရင်တော့ရေတန့်ဘူးထဲမှာဖားတဲ့မွေးမြူတဲ့နီးကိုပြောပြမှာဖြစ်ပါတယ်ပြောပြပပပေါ့ UMNetin zebilera ba,